အမေရိကန်နဲ့အပြစ်ခတ်ရက်စဲလိုက်တာဟာအစ္စရေးကိုတိုက်ခိုက်မှုတွေနဲ့တော့ဆက်နွယ်မှုမရှိကြောင်းယီမန်အခြေစိုက်ဟူတီလက်နက်ကိုင်အင်အားစုတွေကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟူတီတွေရဲ့အလျှော့ပေးအညံ့ခံမှုကြောင့်အမေရိကန်ဟာယီမန်မှာဆင်နွှဲနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရပ်တန့်တော့မယ်လို့အခုသတင်းပတ်ထဲမှာပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ဟူတီတွေကြားမှာဝင်းညိပေးခဲ့တဲ့အိုမန်အစိုးရကလည်းအပြစ်ရတဘောတူညီမှုရရှိခဲ့ပြီလို့ကြေညာခဲ့ပါတယ်။မေလ9ရက်နေ့မှာတော့ဟူတီတွေဘက်ကတဘောထားရည်တည်ချက်ကိုထုတ်ပြန်ခဲ့ရမှာပါ။ အပြစ်ရဖို့အစပြီးတောင်းဆိုခဲ့တာဟာအမေရိကန်ကိုယ်တိုင်သာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။အမေရိကန်ကဒါရည်တည်ချက်ပြောင်းလဲသွားတာဖြစ်ပြီးဟိုတီရီဘက်ကအပြောင်းလဲမရှိခဲ့ဘူးလို့အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်တို့ကပြောတာပါ။ဟိုတီရီဟာပင်လယ်ဒီမှာခုံပေါင်းသွားလာနေတဲ့အမေရိကန်စစ်ဘက်နဲ့အရက်ဘက်လေရင်တွေကိုတိုက်ခိုက်နေတာကိုရပ်တန့်ပြဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထရန့်ဟာယူမန်မှာနေချောင်းတိုက်ခိုက်မှုတွေကိုမက်ချ်လာခဲကစတင်စေခဲ့တာဖြစ်ပါတယ်။ အခုသတင်းပတ်အစောပိုင်းမှာတော့ဟိုတီတွေကလက်မြောက်ရှုံးပေးပြီးအမေရိကန်သင်္ဘောတွေကိုပြတ်မှတ်မထားတော့ဘူးလို့လက်ခံကတိပြုခဲ့တဲ့အတွက်အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းရပ်တန့်လိုက်တော့မယ်လို့ထရန့်ကကြေညာခဲ့တာပါအစောပိုင်းမှာအပြစ်ရသဘောတူညီမှုနဲ့ပတ်သက်ပြီးဟိုတီတွေကနှုတ်ဆက်ခဲ့ရတာကနေအခုတော့ဒီသဘောတူညီမှုမှာအစ္စရေးနဲ့ဟိုတီကြားကပြည်ပခါတော့အကြုံးမဝင်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းအသိပေးလာခဲ့တာပဲဖြစ်ပါတယ်အပြစ်ရဆွေးနွေးမှုမှာဟိုတီတွေဘက်ကအဓိကဦးဆောင်ခဲ့သူတူဦးဖြစ်တဲ့အဗ်ဒူဇာလန်က ဟူသီတွေအနေနဲ့ပါလက်စတိုင်းပြည်သူတွေနဲ့တရားတဲ့အတူရက်တည်ပြီးအစ္စရေးကိုဆက်လက်တိုက်ခိုက်နေမှာဖြစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဟူသီတွေပြက်ကတ်လိုက်တဲ့ဒုံးကျည်စင်းဟာအစ္စရေးရဲ့ Tel Bin မြို့နိုင်ငံတကာလေဆိပ်နားမှာကြောက်ပောက်ကွဲခဲ့ပြီးအစ္စရေးဘက်ကလည်းယူမန်နိုင်ငံရဲ့အစာနာမြို့တော်လေဆိပ်ကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်တော့ပြန်ခဲ့တာပါ။ဂါဇာမှာအစ္စရေးစစ်တပ်နဲ့ပါလက်စတိုင်းပြောက်ကြားတပ်ဖွဲ့ဟာမတ်တို့ကြောင့်2023နှစ်ကုန်ပိုင်းမှာစစ်ပွဲစတင်ဖြစ်ပွားခြင်းကလေးက ဟိုတီတွေဟာယူမင်ကန်လွန်ပင်လယ်ပြင်မှာဖြတ်တန်သွားလာနေတဲ့သင်္ဘောတွေကိုအစ္စရေးနဲ့အဆက်ဆက်ရှိရလို့ဆွဆဲပြီးတိုက်ခိုက်မှုတွေစတင်လာခဲ့ပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့အမေရိကန်နဲ့အနောက်နိုင်ငံတွေကဟိုတီတွေကိုစစ်ရေးအရာအကန့်အသတ်နဲ့တုံ့ပြန်တာတွေရှိခဲ့ပေမဲ့ဟိုတီတွေရဲ့တိုက်ခိုက်မှုကတော့အလုံးစုံရပ်တန့်သွားခဲ့ပါဘူး။ထရန့်ကနိုင်ငံတကာရေချောင်းသွားလာရေးလမ်းကြောင်းကိုဟိုတီတွေရဲ့ပြင်းထန်တာတိုက်ခိုက်မှုလုံးဝမရက်မချင်းတိုက်ခိုက်မယ်လို့ကြုံသွားပြီးယီမန်မှာနေချောင်းတိုက်ခိုက်မှုတွေကိုအစပြုစေခဲ့တာဖြစ်ပါတယ်ရှင်။